ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျမင်္ဂလာပါဗျ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာเนาะဒီ live ကတော့ကျွန်တော်ဒီနေ့16ရက်5လ2025ရက် La Liga ပွဲချုပ်သုံးသချက်ဒါ live ဖြစ်ပါတယ်ရှေ့ရှေ့မှာကျွန်တော် Premier League live လေးတခုလွှင့်ထားပါသေးတယ်เนาะရွေးချယ်မှုတွေအဲ့မှာပဲပြောပြပေးထားပါတယ်အဲ့တော့ဒီ live ကတော့ La Liga ပွဲချုပ်သုံးသချက်နဲ့အတူဒီနေ့ရဲ့နှစ်ဆသုံးပွဲ ဒါလာလီဂါတွေကရွေးချယ်ထားသောနှစ်ဆသုံးပွဲလေးကိုဒီ live ထဲမှာပြောမှာဖြစ်ပါတယ်။ဒါပြီးရင်တော့ကျွန်တော်နောက်ထပ်တစ်ပုတ်ပဲလွှင့်တော့မယ်။ Serie A လေးပါเนาะ။ပွဲအရင်များတဲ့အတွက်ဟိုကိုကိုလိုချင်တဲ့အပုတ်ပဲဝင်နှားထောင်လို့ရအောင်ကျွန်တော်ခွဲပြီးလွှင့်ပြီးတာဖြစ်ပါတယ်เนาะ။မဟုတ်လို့ရှိရင် ဟိုဘယ်ဟာဘာပြောမှမသိဘူးဆိုတော့เนาะနည်းနည်းလေးရောသွားမှာဆိုလို့ပါအဲ့တော့ကျွန်တော်ဒီနေ့ Premier League La Liga Serie A သုံးပုတ်လွှင့်ထားပါတယ်အဲ့တော့ Serie A အပုတ်ထဲမှာတော့နောက်ဆုံးအပုတ်ထဲမှာတော့ကျွန်တော်ဒီနေ့ရဲ့၄သင်းပေါင်း၂မောင်းကိုထည့်ပြောပေးတော့မှာဖြစ်ပါတယ်เนาะပြီးရင် Serie A ကကျွန်တော်ဒီနေ့နှစ်စာတစ်ပွဲထပ်ပြီးရွေးချယ်ထားပါတယ်အဲ့တော့ La Liga ထဲမှာနှစ်စာသုံးပွဲရှိပါမယ်โอเคအဲ့တော့စလိုက်ရအောင်ပေါ့เนาะအသေးလေးလက်မလေးနဲ့တယောက်တစ်ချက်တော့ကုညီပြီးတော့နှိပ်ပေးကြပါမလားတို့ရေเนาะကျေးဇူးအများကြီးတင်ပါတယ်ဗျဒါ Wines မှာဆော့ကျင်တဲ့ညီကိုရင်းနဲ့ကလည်းကိုဘီရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus ရယူနိုင် ါတယ်အသေးသေးသိရှိလိုပါကဒါ Winesbet မြန်မာ Facebook page နဲ့တို့ရဲ့ application သမဟုတ် website link ရဲ့ customer service call ကိုနေပြီးတော့လေ24နာရီတည်လို့ရတယ်မေးမြန်းလို့ရပါတယ် โอเคအဲ့တော့ let's go ပါဗျာเนาะအဲ့တော့ brother p song မင်္ဂလာပါဇော်မူပုံမင်္ဂလာပါဗျာအောင်ကိုမင်းမင်္ဂလာပါရွှေဝင်းမင်္ဂလာပါတန်တိုးအောင်1 2 3မင်္ဂလာပါဦးအာကာဟိတ်မင်္ဂလာပါဇင်ဝိုင်းမင်္ဂလာပါမင်း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 မင်္ဂလာပါကိုလေးမင်္ဂလာပါဝေစီယံဖြိုးမင်္ဂလာပါဗျာဝေယံဖြိုးလားမင်္ဂလာပါဗျာအဲ shine လေးမင်္ဂလာပါဦးမြင့်နိုင်မင်္ဂလာပါအောင်စော်မြင့်မင်္ဂလာပါကျော်လင်းမင်္ဂလာပါကိုငယ်မင်္ဂလာပါတန်းစင်ဝေးမင်္ဂလာပါဗျာအာကာကျော်လက်မနှိပ်ပါတယ်ဗျာကျေးဇူးများတင်ပါတယ် brother ရေနော်အာကာကျော်မင်္ဂလာပါဗျာ brother tofu မင်္ဂလာပါအဲတင်ထွန်းအောင်မင်္ဂလာပါဗျာကဲအဲ့တော့ကျွန်တော်စလိုက်အောင်နော်အဲ့တော့ လာလီဂါရဲ့ကျွန်တော်တို့ data လေးတွေပြပေးပါမယ်အဲ့တော့လာလီဂါမှာမကြိုက်တဲ့ပွဲကတော့တီကိုပွဲပေါ့နော်ဒီပွဲကတော့ကျွန်တော်တို့အမြင်တော့ရှောင်သင့်တယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်အဲ့တော့ Atletico Madrid ကလက်ချံပွဲဒီမှာဘာမှမဖြစ်တော့တဲ့အနေထားမှာကစားကွက်ပဲစမ်းသပ်မယ်အနေထားပါဒါပေမဲ့ Real Betis အသင်းကတော့เนาะဒီအောက်က pressure မရှိဘူးဆိုပေမဲ့သူတို့အနေနဲ့ဒီ Valerian ရဲ့အမားကိုစောင့်ပြီးတော့လက်ချံနှစ်ပွဲမှာ La Liga ကလက်ချံနှစ်ပွဲကြံတယ်ပေါ့เนาะအဲ့တော့အမားကိုစောင့်ပြီးတော့ Valerian အမားကိုစောင့်ပြီးတော့ Betis က Champions League ဝင်ခွင့်တက်တော့မျှော်လင့်ချက်တော့ ရှိနေတယ်ဒါပေမဲ့လက်ကျန်ပွဲမှာလည်း conference league မှာဒါ chelsea နဲ့ final ကန်ရမယ်အနေထားဆိုတော့ဒီပွဲအတွက်လည်းအာယုံစိုက်ပြီးတော့လူစင်းချန်တာပါညာเนาะလောက်ရအောင်မယ်ဆိုတော့ဒီလိုမျိုးအနေထားမှာတီကိုနဲ့ပွဲအတွက်တော့အရန်ကြီးတော့ရုံးမယ်တော့မထင်ဘူးဒါပေမဲ့နိုင်ရင်တော့ပူကောင်းတာပေါ့เนาะနိုင်ရင်တော့ safe ဖြစ်သွားပြီအဲ့တော့လက်ကျန်ပွဲ la liga မှာနောက်တစ်ပွဲက valencia ဖြစ်နေတဲ့အတွက် real bet တွေကနောက်ဆုံးအိမ်ဝင်ရောက်ခါမှာသူတို့အမှတ်ယူလို့ရတယ်ဒါကြောင့်အရန်ကြီးတော့မလိုဘူး valeria ကိုလိုက်မိဖို့လည်းအရန်ကြီးတော့မလိုဘူးဘာလို့ valeria ကဒီနေ့ပွဲမှာ barcelona နဲ့တွေ့မှာဆိုတော့ဒီ ီးပွဲအကယ်၍များ Valerie ရဲ့ရှုံးမယ်။လာမယ့်ပွဲဒီ Sevilla နဲ့ပွဲမှာလည်းရှုံးမယ်ဆိုရင်တော့ Champion League အဆင့်5အထိတော့ရောက်နိုင်ကြည့်ရှိတယ်။ Conference League မှာ Chelsea ကိုနိုင်ပြီး Betis ကဖလားရသွားလဲသူတို့က Europa League ပဲသွားမှာ Champion League ဝင်လို့မရဘူး။အဲ့တော့ Champion League ဝင်ဖို့အထွတ်ဆိုရင်တော့ဒီ Tico ဒီနေ့ပွဲမှာနိုင်မှဖြစ်မယ်အနေအထားမျိုးဖြစ်ပါတယ်။ Tico ကတော့လက်ရှိရမှတ်80နဲ့ရဘာမှမဖြစ်တော့တဲ့အနေအထားမှာတေချာကန်ရင်လည်းကန်လိမ့်မယ်။ရှော်ရင်လည်းရှော်လိမ့်မယ်ပေါ့ဗျာ။ဒါပေမဲ့ဂျေးကိုကြည့်ရတာတော့တလုံး90ပေါင်းမှာတလုံး90ပေါင်းအရာ ဘတ်တစ်ကောင်းတယ်ဂိုးပုံကောင်းတယ်ဘတ်တစ်တရားပေါက်ဂိုးရမယ်အနေထားလေးဖြစ်နေပါတယ်ပထမကြော်တော့ကဒီဒီဒီအက်သလက်ကမတ်ကအဝေးဝင်းကနေ level 50ရှုံးပေးပြီးတော့ 1C နဲ့ဘတ်တစ်ကနိုင်ခဲ့တာဆိုတော့ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ကြီးကတော့တလုံး50ဘောင်းပဲဒါပေမဲ့တေချာကံမယ်ဆိုတော့တီကိုကဒီတက်တော့ပြင်းတယ်ပြီးခဲ့တဲ့ရာသီမှာဒီကိုအိမ်ကမှပေးတာကလုံးသေးပါအဲ့ဒီအရှိတနည်းမှာတလုံး90ရှုံးပေးတယ်เนาะတလုံးသေးပေးတယ်ဆိုတော့အခုပေးတဲ့လုံး90ဘောင်းကတော့တေချာပေါက် တီကိုပျော့နေပြီလို့ပဲယူဆမှာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးပွဲမှာအိုဆာဆူနာအသင်းကို2-0နဲ့ရှုံးခဲ့တဲ့တီကိုဟာလက်ရှိချန်ပီယံလိဝင်ခွင့်အထွတ်မြောင်းလင်းချက်ရှိသေးတဲ့ဘတ်တစ်ရုံအားနဲ့ဆိုရင်တော့နှလုံးတော့မပြတ်နိုင်တော့ဘူးထင်တယ်ဗျအဲ့တော့ဒီအရာကတော့ဒီတစ်ပတ်ကဒီဘတ်တစ်ကလည်းတောက်လျှောက်ခန်းစစ်ကဒိုးရိုးပေါက်နေတဲ့အနေအထားမျိုးမှာ line up တော့တစ်ချက်ကြည့်ပါတော့ကျွန်တော်တို့ဒါ12နာရီဆိုတော့ ထိုင်းမှာကျွန်တော်12နာရီဆိုတော့ဟိုမှာ17ခွဲပေါ့နော်မြန်မာစံတော်ချိန်17ခွဲဆိုတော့ကျွန်တော်10နာရီခွဲလောက်ဆိုရင်တော့ line up ထွက်မယ်ထင်ပါတယ်เนาะတစ်ချက်ကြည့်ပေါ့အဲ့တော့ Anthony တို့ဘာလို့အကုန်ပါတယ်ဒီတစ်ဖက်ကဒီ Alaba နဲ့ Everest နဲ့ဒီ Solo နဲ့ပါတယ်ဆိုရင်တော့ဒီဘွဲက ACC Bolton Lu score တော့ဖြစ်နိုင်မယ်လို့ပဲယူဆပါတယ်အဲ့တော့နေမယ်ဆိုရင်တော့ Batte ကောင်းတယ် Batte Go Ball လေးကောင်းပါတယ်ဒါပေမဲ့ဒီဘွဲကတော့ကျွန်တော်ရှောင်ပါတယ်မလိုအပ်တဲ့ဘွဲဖြစ်တော့ကျွန်တော်ရှောင်ပါတယ်အဲ့တော့နောက်တစ်ဘွဲလေး သဘောကျတာအိုဆာဆူနာပွဲလေးပါเนาะအဲ့တော့အိုဆာဆူနာကိုကျွန်တော်ဒီနေ့ဒီနှစ်စာပွဲအနေနဲ့ရွေးချယ်ထားတယ်အိုဆာဆူနာရဲ့လက်ရှိကြီးကဒါ level တရားရှုံးတလုံး90ပေါင်ဝင်ရိုးကိုနှလုံး90ရှုံးနဲ့ကိုပေါင်းကြီးနဲ့ပိတ်ထားပါတယ်ဆိုတော့ဒီမှာပြောစရာရှိတာကလက်ရှိအမှတ်လိုအပ်ချက်ပေါ့เนาะအဲ့တော့အိုဆာဆူနာအသင်းက အဲလက်ရှိအနေထားမှာ48မှတ်နဲ့ရည်တည်နေတဲ့အဆင့်9အသင်းဖြစ်ပါတယ်။အပေါ်ကဗလက်ဒီဗလက်ကနိုအသင်းက48မှတ်အဆင့်10မှာရည်တည်နေတယ်။ဆယ်တာဗီကိုက52မှတ်အဆင့်9မှာရည်တည်နေတယ်။ဆိုတော့လက်ကျန်ပွဲ2ပွဲအကြံပါ။အိုဆာဆူနာရဲ့လက်ကျန်ပွဲတွေကဒီနေ့အက်စပန်ညိုလာမယ်ပွဲကအလာဗက်ဆိုတော့2ပွဲပေါင်း6မှတ်ရနိုင်သေးတယ်။ဆိုတော့လက်ရှိအနေထားအရဒီအပေါ်ကဆယ်တာဗီကိုကိုလည်းမှီနိုင်တယ်လို့ဗလက်ကနိုကိုလည်းမှီနိုင်သေးတယ်။အဲ့တော့ တစ်ဖက်ကကြည့်ရရင်ဆယ်ဒါဗီကိုကြည့်ရရင်ဒီနေ့ဖဲလာကာနိုနဲ့ပွဲလာမယ့်ပွဲကဂရာဖီနဲ့ပွဲအဲ့တော့အကယ်၍များအဲ့နှစ်ပွဲလုံးတရေပဲရခဲ့မယ်ဆိုရင်တော့အိုဆာဆူနာကယူရိုပါလိအထိဝင်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဘလူးဝဲဖြစ်ဖြစ်တော့ယူရိုပါကွန်ဖရင့်လိအနိုင်ဆုံးတာဂတ်ထားမဲ့အိုဆာဆူနာအသင်းဟာပြီးခဲ့တဲ့ပွဲမှာအက်တလတီကိုမက်ဒရစ်ကြီးကိုနိုင်ထားပါတယ်ဒါကိုကြည့်ချင်းအဖြစ်เนาะအိုဆာဆူနာကကွန်ဖရင့်လိရရဘာရရနော်ရေကုန်ရေကန်းကျုံးမဲ့သဘောမျိုးဖြစ်ပါတယ်ဆိုတော့ level တရာရှုံးဆိုတဲ့အနေဒါဟာအိုဆာဆူနာအနေနဲ့ပြော့သလားလို့ပြန်တွေးရရင် တစ်ဖက်ကအစပန်ညိုဂျီကိုကြည့်ရမှာဖြစ်ပါတယ်အဲ့တော့အစပန်ညိုအဝေးဝင်းမှာကျွန်တော်တို့ဒီအာဒီမှာပေးခဲ့တဲ့ဂျီဒီထဲမှာဆယ်ဒါဗီကိုအိမ်ဝင်းရနေဆယ်ဒါဗီကိုက တလုံး90ပေါင်ပေးခဲ့ပါတယ်။ Velicano ကတလုံး90ပေါင်ပေးခဲ့ပါတယ်။ Mayoga level 100ရှုံးပေးခဲ့ပါတယ်။ဆိုတော့ Mayoga အဆင့်30အသင်းလို့တောင်မှ level 100ရှုံးမှာ2-1နဲ့အောင်ခဲ့တဲ့အနေအထားမျိုးမှာ Osasuna level 100ရှုံးမှာမပြော့ဘူးဗျာနော်မပြော့ပါဘူး။အဲ့တော့ Espanyol အသင်းကတော့လက်ရှိအနေအထားမှာတန်းဆင်းဆုံးယုံအားရှိသေးတယ်။ဘာလို့ဆိုတော့အောက်က Liga နဲ့ဟာမှီနိုင်သေးတယ်ပေါ့နော်။လက်ကျန်နှစ်ပွဲမှာ6မှတ်ဆိုတော့40ရမှတ်40ရဖို့လိုတယ်သူတို့အသင်းတွေက။အပေါ်အောက်ကအသင်းတွေမှာ Graphy အဲရုံးအောင်မ39မှန်နဲ့ရုံးအောင်မယ်အက်စပန်ညိုအခန်းမသိရင်တန်းဆင်းသွားရနိုင်တယ်နောက်အလာဘတ်ဒီနေ့ပွဲမှာရှယ်ရုံးပါလိမ့်မယ်နော်ဒါအပြင်ကျွန်တော်ပြောပြပါအလာဘတ်ရုံးလိမ့်မယ်လီဂါနက်ကလည်းလက်ရှိဂျီအရာကတကြပေါက်ရုံးမဲ့ပုံပေါ်ပါတယ်လီဂါနက်ကလက်ချက်နှစ်ပွဲရချောင်းတယ်တန်းဆင်းဆောင်အားကြီးပဲနှစ်သင်းလက်စ်ပါမန့်စ်နဲ့ဗီလာဒိုလေအဲ့တော့လီဂါနက်တာအကယ်၍ချောင်းမရခဲ့မယ်ဆိုရင်ရမှတ်40အက်စပန်ညိုကနှစ်ပွဲလုံးသာရှုံးမယ်ဆိုရင်တော့နော်အက်စပန်ညိုအနေနဲ့တန်းဆင်းသွားရနိုင်တယ်ဒါကြောင့်အက်စပန်ညိုအနေနဲ့လည်းဒီနေ့ပွဲဟာ ပရက်ရှာများပါတယ်ဆိုတော့အနေဆုံးတေရမှာဖြစ်မယ်ဆိုတော့အနေထားရှိတာကြောင့်ဒီလိုမျိုးအဲစပန်ညိုရဲ့ယုံအားလေးလေးထည့်ပြီးစဉ်းစားရရင်အိုဆာဆူနာရဲ့ level တရားရှုံးကြီးဟာဟိုမပြော့ဘူးပြเนาะမပြော့ဘူးလို့ပဲကျွန်တော်ယူဆပါတယ်အဲ့တော့အိုဒီအစပန်ညိုရဲ့လက်ရှိ current form ကြည့်ရရင်တောက်လျှောက်ကဆိုးရွားနေတယ်လီဂါနဲ့လို့အသင်းအိမ်ခွင်းမှာတော့မှ3-2နဲ့ပဲဂျီနက်ခဲ့ရတဲ့အနေထားဘာစီလိုနာကတော့ထားလိုက်ပါတော့အသင်းကြီးဆိုတော့0-2နဲ့ပွဲပြီးတယ်ရီယယ်ဘက်ကို1-2ဗီလာရီယယ်ကို1-0ဆိုတော့ကြီးကြီးလိုက်ရင်တကယ်ယုံအား ကောင်းတဲ့အသင်းတွေကိုဘလို့မှအစပန်ညိုကြော်နိုင်တာမတွေ့ဘူးဗျ။ဆိုတော့ဒီလိုပဲအိုဆာဆူနာအသင်းရဲ့လက်ရှိကာရဖောင်ရရလဲယုံအားကိုမြင်နေရတယ်။ဆိုတော့ဒီလိုမျိုးအနေထားမျိုးမှာကျွန်တော်တို့အိုဆာဆူနာဒီနေ့ ACC ပဲသုံးမှတ်ရယူနိုင်မယ်ထင်ပါတယ်။နောက်တစ်ချက်ကနောက်နောက်တစ်ချက်က level တရားရှုံးမှာနှလုံး90ရှုံးဆိုတော့ဂိုးပေါင်းဝင်ယူခါအိုဆာဆူနာဘက်ကပဲတွင်းကိုမြင်ရမယ်ဆိုတော့အနေထားမျိုးဖြစ်ပါတယ်။ဒီပွဲလဲဘီဘောကြီအောင်ပဲစဉ်းစားသင့်တယ်။ဒါပေမဲ့ဘီဘော body အပေါ်က ော့အိုဆာဆူနာပိုပြီး safe ဖြစ်မယ်ထင်တာကြောင့်ဒီနေ့ရဲ့နှစ်စာပွဲထဲမှာကျွန်တော်အိုဆာဆူနာ body လေးထည့်ထားပါတယ်အိုဆာဆူနာ body 2 star ပွဲဖြစ်ပါတယ် okay အဲ့တော့နောက်တစ်ပွဲလေးဆက်သွားပါမယ်အဲ့တော့အိုဆာဆူနာလိုပဲနောက်ထပ်အမှတ်လိုတဲ့အသင်းကတော့ကျွန်တော်တို့ဒီဒီဟိုဟာအလာဗတ်ဖြစ်ပါတယ်နော်အဲ့တော့လက်ရှိအနေအထားအရာဒီအလာဗတ်အသင်းကဒါဒီဗယ်လာဒိုလင်းနဲ့ကံမဲ့အနေအထားပေါ့လေအဲ့တော့အလာဗတ်ဟာတစ်လုံးကိုဒါ80ပေါင်းပေးထားပြီးတော့နှလုံး60ရုံးနဲ့ကာထားတာဖြစ်ပါတယ်ဆိုတော့သူကပို့ပြီးတော့ ဘော်ဒီကြီးပြင်းတယ်။ဘာလို့ဆောဆောကအိုဆာဆူနာရဲ့အိမ်ဝင်းအနေနဲ့အိမ်ဝင်းအားသာချက်ရှိတယ်။အပေါ်အသင်းကလည်းပဲတရားရှုံးမှာနှလုံး90ရှုံးဝင်ယူပေးတာဟာဘော်ဒီကအပေါ်ကအောင်အောင်ချင်းမအောင်လိမ့်မယ်။ဒါပေမဲ့အပေါ်အသင်းကအဝေးဝင်းဖြစ်တယ်။ဟိုဂိုးပေါင်းကြီးကနှလုံး90ရှုံးနဲ့ပြန်ပိတ်ထားတယ်ဆိုတဲ့ကအလာဖတ်ရဲ့ဘီဘော်ဂျီအောက် အားကြီးကအရင်ပြင်းပါတယ်ဆိုတော့ပြောချင်တာအလာဘက်အောင်နိုင်ကြီးကပုံများတယ်ဗျเนาะအဲ့တော့ဗယ်လာတိုလက်ကတော့တန်းဆင်းသွားရပြီလက်ရှိဒီနေ့ပွဲမှာလည်းအရင်ဂိုးသမားနဲ့ပဲပေါ်ထွက်လာမှာအဲ့တော့တိုက်ဆစ်ကတော့ဒီလက်ဇာရိုကအဲအခက်မသိရင်ကောင်တာကောင်းတယ်ဆိုတော့ဂိုးရနိုင်ကြီးတော့ရှီအောင်ရှိနိုင်တယ်ဒါပေမဲ့နှလုံး60ရှုံးဆိုတဲ့အနေအထားမျိုးဟာဗယ်လာတိုလက်တည်ရမယ်ကြီးလို့တော့ကျွန်တော်တို့မထင်ဘူးနောက်တစ်ချက်ကဒီယာဒီရဲ့ပထမအကြော်မှာအိမ်ဝင်းမှာအလာဘက်ပေးခဲ့တဲ့ကြီးကတလုံး90ပေါင်းဖြစ်ပါတယ်ဒါကို23နဲ့ဗယ်လာတိုလက်ကိုရှုံးခဲ့တာဖြစ်ပါတယ်ဆိုတော့ အိမ်ဝင်းမှာတော့တလုံး90ပေါင်ပေးခဲ့တဲ့အနေအထားမျိုးမှာအဝေးဝင်းမှာတကယ်တမ်းပေးရမယ်ကြီးက level 90ရုံးဖြစ်ပါတယ်အဲ့တော့အိမ်ဝင်းတလုံး90ပေါင်မှာအခုအဝေးဝင်းလည်းတလုံး90ပေါင်ဝင်ယူပေးထားတယ်ဆိုတော့ဒီကြောင်အလားဖက်ပဲစဉ်းစားရမယ်အနေအထားမျိုးဖြစ်ပါတယ်เนาะအဲ့တော့ Vela တို့လည်းအိမ်ဝင်းမှာပြီးခဲ့တဲ့နောက်ဆုံးထိတဲ့တွေ့ဆုံမှာ2020တုန်းကတွေ့ခဲ့တာအဲဒီတော့ကပြီးခဲ့တာ Vela တို့လည်းဘက်ကတော့မှ level 90ရုံးပေးခဲ့ခြင်းဖြစ်ပါတယ်เนาะဒါကြောင့်အခုပေးတဲ့ G အနေနဲ့စဉ်းစားမယ်ဆိုတော့အလားဖက်မှာအလားဖက်ပါပဲဆိုတော့ Vela တို့ကတော့တောက်လျှောက်ဘယ်သင်းလာလာရှုံးနေထားပါတယ်အဲ့တော့နောက်ဆုံးအသင်းက ဒီဂျီရိုနာပေါ့နော်အဆင့်73ဂျီရိုနာအသင်းအဝေးဝန်းကနေပြီးတာတလုံး90ပေါင်းဇီဝနဲ့ဂျေးအောင်ပါတယ်အဲ့တော့အခုအဆင့်79အသင်းဖြစ်တဲ့အလာဘတ်တန်းဆင်းဆောင်ယုံအားဟာဒီပွဲမှာတော့နော်ဖြစ်မြောက်မယ်လို့ယူဆပါတယ်ဒီနေ့အကြိုက်ဆုံးပွဲကတော့အလာဘတ်ပဲဖြစ်ပါတယ်သုံးစားတော့ကျွန်တော်သုံးစားနီးပါတော့ကြိုက်တယ်ဗျာဒါပေမဲ့နည်းနည်းလေး short တယ်ကျွန်တော်နှစ်စာပွဲအနေနဲ့ပဲဒီနေ့ထပ်ပြီးတော့အလာဘတ်ကိုရွေးချယ်တာပဲအနာအလာဘတ်နော်လွတ်မြောက်မယ်တင်ပါတယ်အဲ့တော့အလာဘတ် body 2စာပွဲနောက်တစ်ပွဲဖြစ်ပါတယ်โอเคအဲ့တော့နောက်ဆုံးပွဲကတော့ကျွန်တော်ဒီနေ့ ဒီဒီဖလန်စီယာနဲ့ကျွန်တော်ဘီဝါကိုလေးကြိုက်ပါတယ်ဆိုတော့ဒီပွဲလဲဒါတစ်ချိန်တည်းမှာကံမှာပေါ့လေအဲ့တော့လက်ရှိကတော့ဖလန်စီယာအသင်းက level 30ရုံနှလုံးကို30ရုံဖြစ်ပါတယ်ဒီမှာပထမဆုံးပြောစရာရှိတာကဖလန်စီယာလက်ရှိဟိုဖြစ်မြောက်ရေးပေါ့လေအဲ့တော့ဖလန်စီယာလဲထိုနီလောက်အောင်မဲ့ legend နှစ်ပွဲမှာ6မှတ်ရခဲ့ရင်အာလောလောဆယ်က52မှတ်နဲ့ဒါ conference league အဆင့်၈အထိတော့မှီနိုင်ချေရှိသေးတယ်ပေါ့လေဒါကြောင့်ဒီပွဲ Valencia ကတော့နိုင်အောင်တော့ကံပါပဲဒါပေမဲ့ Valencia ရဲ့နောက်ပွဲက Real Betis အိမ်ဝင်ဖြစ်နေပါတယ် Real Betis ဟာ လာမယ်ပွဲကအိမ်ဝင်ကနိုင်ဖို့ကများပါတယ်တည်နေအနိုင်မဲ့တွက်မှာဆိုတော့ဗလန်စီယာအနေနဲ့ကဒီနေ့ပွဲမှာနိုင်မှဖြစ်မယ်အနေထားဖြစ်တာကြောင့်အရင်ကြီးတော့မျောလင်းချက်တော့မရှိနိုင်ဘူးဗျအဲ့တော့ဘီဘာဝိုပြန်ကြည့်ရင်ဘီဘာဝိုကလွတ်သွားပြီ68မှန်းနဲ့အောက်ကရီယယ်ပက်လက်ကိုဘာမှရှင်းနိုင်ကြအကြောင်းမရှိဘူးချန်ပီယံလိဝင်ကောင်က AC ဝင်သွားပြီเนาะအဲ့တော့သူတို့အနေနဲ့အရင်ကြီး pressure မရှိတာကြောင့်ဒီနေ့ပွဲမှာတည်ရရုံပဲကံမဲ့အနေထားမျိုးဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိလူစင်းကိုပြန်ကြည့်ရင်တော့ဝီလီယံတောင်းမှနှစ်ဖက်မပါတဲ့အနေထားမှာတေချာပေါ့ဘီဘာဝိုကထုံးစံတိုင်း နော်ဟိုကန်ဆယ်အသားပေးပြီးပဲပိတ်ဆော်လာဖို့များပါတယ်ပထမအကြော့မှာပြီးပါဖို့တလုံး90ပေါင်ပေးခဲ့တယ်1စီးနဲ့ပွဲပြီးပါတယ်ဆိုတော့ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ကြီးက level 50ရှုံးဝင်ယူပြီးပါဖို့ကပေးရမှာအတော့အခု Valencia ဘက်ကလည်းပဲ30ပြန်ပေးထားတယ်ဆိုတော့ Valencia ရလက်တော့ကောင်းနိုင်တယ်ဒါပေမဲ့နှလုံးကို30ရှုံးဆိုတဲ့ဂိုးပေါင်းကြီးကြောင့် Valencia လည်းခန်းဆက်အသားပေးဆော့နိုင်တယ်လို့ဘီဘာဝကတေချာပေါ့ဂျင်းဒီအဝေးဝင်ခန်းဆက်ပိတ်ဆော့မှာပါเนาะဒါကြောင့်ဘလိုပဲဖြစ်ဖြစ်တော့ဒီပွဲက body ကတော့ရှောင်နေပါတယ်ဂိုးအောင်လीကျွန်တော်ဒီနေ့ရွေးချယ်ထားပါတယ်ဆိုတော့ဒီပွဲကတော့ကျွန်တော်ဒီနောက်ထပ် နှစ်ဆပွဲ2စတာပွဲတပွဲဖြစ်ပါတယ်။ Valencia 9အောက်နှစ်ဆပွဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုတော့ဒီနေ့ဒါ La Liga ကဒါတချောင်းနဲ့တော့ပွဲအဖြစ်ကျွန်တော်ရွေးချယ်ထားတယ်။၃ပွဲလေးကိုကျွန်တော် ပြောပြီးသွားပါပြီ။အဲ့တော့ကျန်နာကကြိုက်လားဆိုတော့အဲ Mallorca နဲ့ Graffe ကတော့မျောလင်းချက်တော့ရှိတယ်ပေါ့နော်။ Mallorca အနေနဲ့ဒီ Valencia အနေအရအတွက်ချောစောပြောခဲ့သလိုပဲမျောလင်းချက်တော့ရှိတယ်။ဒါပေမဲ့ ကျေးကကျွန်တော်တိတ်မကြိုက်ဘူးဗျ level 40ပဲပေးထားတဲ့အနေအထားမျိုးဟာမာယောဂာအနေနဲ့ဘလို့မှမဖြစ်နိုင်ဘူးလို့ပဲယူဆတယ်မနေ့ကကျွန်တော် Man City ကြီးလို့ပေါ့ဗျာနော် level 100ရှုံးဆိုတဲ့ကြီးက Crystal Palace ကိုဘလို့မှနိုင်စရာအကြောင်းမရှိဘူးဒီလိုပဲအခုပေးတဲ့ level 50ရှုံးဆိုတာ ဟိုမာယောဂာအနေနဲ့တိုက်တော့မဖြစ်နိုင်ဘူးဒါပေမဲ့တစ်ဖက်ကဂရာဖေးအနေနဲ့ကလည်းအောက်ကတန်းဆင်းဆုံးရုံအားလေးတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့သူတို့အနေနဲ့တမတ်ရရင်ရမတ်40တူတယ်ရရင်ကိုတန်းဆင်းဆုံးကလွတ်ပြီဆိုတော့ဒီဘွဲကဂရာဖေးအနေနဲ့ဟိုတည်တမတ်လောက်ပဲယူသွားလို့ရတဲ့အနေအထားမျိုးဖြစ်နေတာကြောင့်ကျွန်တော်ဒီဘွဲလေးတော့ဘော်ဒီကမာယောဂာမမိုက်တာကြောင့်ကျွန်တော်ရှောင်သားပါတယ်နော်အဲ့တော့အဲ့ဘွဲနဲ့ထိုးနီးတူပဲဒီလက်စ်ပါမတ်ဆိုလေနှစ်သင်းစလုံးကလက်ရှိအနေအထားမှာစုပ်ပြတ်တတ်နေဒါပေမဲ့လီဂါနာကတော့ ရလက်ပိုင်းပိုကောင်းတယ်ဗောနော်အဲ့တော့အိမ်ငွင်းမှာပထမအကြော်ကိုလီဂါနာက last performance အသင်းကို level 50ရုံးပေးခဲ့တာ2-1နဲ့ပွဲပြီးတယ်ဆိုတော့ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့နယ်ကြီးကလီဂါနာကအဲ last performance ဘက်ကအိမ်ငွင်းကနေ last performance ပေးရမှာဆိုတော့ပထမအကြော်လီဂါနာပေးပြီးသား50ကိုအခုထပ်ပြီးတော့အဝေးဝန်းကနေထပ်ပြီးတယ်ဆိုတော့လီဂါနာရဲ့ဒါတန်းစင်းဆုံးရုံအားဟာလုတ်ကောင်းလွတ်နိုင်ပါတယ်ဒါပေမဲ့လီဂါနာရဲ့အဝေးဝန်းကျွန်တော်မယုံဘူး last performance ကအိမ်ငွင်းမှာဒီရသည်မှာ Atletico Madrid ကိုတော့မှ1-0နဲ့နိုင်ထားတဲ့ရလက်တီရှိပါတယ်เนาะအဲ့တော့ဒါကြောင့်တစ်ဖက်ကဒီခြေစွမ်းပိုင်းမရေရာတဲ့လီဂါနာအဝေးဝန်း င်းတော့ဟိုရှောင်းသိမ်းတယ်လို့ပဲယူဆတယ်ဗျအဲ့တော့ဒီဘွဲလေးကျွန်တော်မကြိုက်တဲ့အတွက်ကျွန်တော်ရှောင်းဝါခြင်းဖြစ်ပါတယ်โอเคအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့လာလီကာဒီ live ကတော့ကျွန်တော်ဒီနေ့16ရက်5လ2025ရဲ့ဒါလာလီကာ live လေးကိုပြောပြတာဖြစ်ပါတယ်အဲ့တော့ဒီ live ပြီးရင်လည်းကျွန်တော်ဆက်ပြီးတော့နော်မနာပဲကျွန်တော်အခုထပ်ပြီးတော့လွှင့်ပေးပါမယ်နော်အဲ့ဒါတော့ series live ဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်ဒီနေ့ရဲ့နှစ်စာပွဲနောက်ထပ်လက်ကျန်ပွဲတစ်ပွဲနဲ့ အဲဟိုလေးတန်းမောင်းနှစ်မောင်းရွေးချယ်မှုတွေပြောပြီးမှဖြစ်ပါတယ်အဲ့တော့ဒါဒီနေ့ဒီ live ကိုလည်းကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းနေတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ good luck ပါဗျ